chapter 181မှာတော့အီစာကီးကသူတို့အတင်းနိုင်တော့တယ်ဆိုပေမဲ့နောက်တစ်ချိန်မှာတော့ကိုယ့်ရဲ့ twin ကိုနဲ့အတူနိုင်ကျင်နေမိပါတယ်။ဘုံကြီးကျောင်းသားလေးကတော့ဆရာဦးမုတ်ခွတ်ပြောသလိုဆိုရင်သူရဲ့အခွက်တွေကတကဘာလုံးကိုလိုက်လွင့်ခံနေရတာကိုအပျော်ကြီးပျော်နေမိပါတယ်။တကယ်တမ်းမှာတော့ပွဲစဉ်တွေကိုပဲလိုက်လွင့်မှာဖြစ်ပြီးတော့ကစားသမားတွေကအေးအေးဆေးဆေးနေနိုင်ပါတယ်။ကြက်မပြည့်တဲ့ကောင်ပီပီလက်ရလက်ရနဲ့ရှောက်သွားနေပြီးတော့အီစာကီးရဲ့ရန်ဆက်ခွနတန်းကအချိန်ပိုင်းလို့ဘယ်နဲ့လွင့်ရနိုင်လဲဆိုပြီးရှောက်မင်းနေပါတယ်။တနစ်စာရန်ဆက်ခွနတန်းဝင်တော့မဲ့အီစာကီးကတော့ သူ့ကိုကမ်းလှမ်းတဲ့ဘတ်ဆာတောက်မွန်ကသူကြိုက်တဲ့အတင်းဖြစ်တာမို့ပြောမိကြောင်းပြောပါရယ်ကိုလိုတို့မြအရာတိုင်းကိုကဘာကြီးကိုပြတာခွင့်ရနေတာတကယ်ကိုခွင့်ရင်းကောင်းဖြစ်ကြောင်းအားလုံးကတွင်းနေမိပြီးတော့နောက်တစ်ခါမှာတော့အတီလော့အင်ရမယ်ဆိုပြီးတွင်းနေမိပါရယ်ကိုအများဆုံးတွင်းထားတဲ့နေရာမှာရင်းကထိတ်စောနေပြီးရက်တည်နေပါရယ်အတင်းရဲ့ဘယ်နေရာနေပဲဝင်ဆော့ရဆော့ရတပွဲလောက်တော့ဆော့ဖို့လိုနေပါပြီဒါပေမဲ့လည်းဘတ်ဆာမန်ရှင်အတင်းရဲ့ကစားပုံဟာသူတို့ကစားတဲ့စတိုင်နဲ့လုံးဝကွဲထွက်နေတဲ့အတွက်ကြောင့်အခက်တော့တွေ့နေကြပါရယ်ဦးစိတ်တို့ဟာ အဲ့ဒီထားလိုက်တော့ငါတို့နေရာတစ်ခုခိုးရမယ်ဆိုရင်ခိုင်စားလွဲပြီးတော့အီစာကြီးအပါဝင်ရှေ့တန်း၃ယောက်ထဲကတယောက်ရဲ့နေရာကိုလူရမယ်ဆိုပြီးပြောနေပေမဲ့အားလုံးရဲ့လစာတွေကမြင့်နေတာမလို့ထင်တယ်လို့လဲလွဲကူမနေပြန်ပါဘူးဦးစိတ်တို့ကအီစာကြီးလိုမျိုးကလပ်အော်နာရဲ့လိုကြဝင်ဆော့ခွင့်ရရင်ကောင်းမယ်လို့သွင်းနေမိပါတယ်အီစာကြီးကလည်းအဲ့လိုမျိုးဖြစ်ဖို့ငါတောင်းဆိုတာမှမဟုတ်တာသူပြောရမှန်းတယ်အဲ့ဒီအရာ UNICEF အတင်းအတွက်အနိုင်ကိုသွင်းခဲ့တာမလို့ဝင်ဆော့ခွင့်ရတာဆိုပြီးတော့ဟီရီကဝင်ဖြောင်းပြပေးမယ်အဲ့ဒီအကြောင်းအရာကိုလက်မခံတဲ့သူတယောက်ကတော့ရှိနေပါတယ် အဲ့ဒါကတော့ money point ကိုကိုပဲဖြစ်ပါတယ်ဘလူးလော့ရဲ့တူရဲကောင်ဖြစ်တာမလို့သူ့ထက်အစ်စ်နိုင်နေတာကိုခေါ်ဆော့သွားတဲ့အပေါ်ကို money point ကိုကိုကတိတ်ပြီးတော့ကျင်နဲ့မနေပါဘူးအဲ့ဒီအပြင်မှာတိုက်စစ်မှုတယောက်အနေနဲ့ကြာရှုံးသွားတဲ့သူတယောက်က starring line up မှာထဲ့သိမ်းကစားခံရတယ်ဆိုတာကြောင့်အီဇာကီအပေါ်ပို့ပြီးတော့အမြင်မကြည်ဖြစ်ပါသေးတယ်အီဇာကီကလည်းအဲ့ဒီ pass ကရွေးချယ်စရာမရှိလို့သာပေးလိုက်ရတာဆိုပြီးတော့ပြောပါရတယ်။ Morey Point ကိုကအဲ့လိုပြောရင်တော့မှငါမင်းကိုစိတ်ပြက်မိတော့မယ်အီဇာကီ ေးဒါမဲ့လည်းငါအစစ်ရခဲ့ရလေအကောင်ဆုံးတိုက်စစ်မှုဖြစ်လာဖို့ငါခဏဘေးဖယ်ထားခဲ့တယ်မင်းလားဆိုရင်ရောအဲ့လိုလုံးမှာပဲမဟုတ်လားမလုပ်ဘူးအဲ့လိုဖတ်စလောက်နဲ့ငါဖီမတက်ဘူးငါလည်းအဲ့လိုကိစ္စလောက်နဲ့ပြောနေတာမဟုတ်ဘူးအဲ့ဒါငါနီလန်တိုင်းငါ့ရဲ့စိန်ခေါ်မှုကိုရှာဝေခဲ့တယ်အောင်မြင်မှုရဲ့ရလာပဲငါအဲ့လိုလုပ်ခဲ့လို့နောင်လာလည်းမရဘူးပြီးတော့ငါ့ရဲ့ကိုယ်ပိုင်အာဏာချက်ကိုလည်းငါသိခဲ့ရတယ်ဒါဆိုလဲမင်းရှုံးနေဆိုတော့လက်ခံလိုက်လေကောင်းလေးရဲ့အဲ့ဒီအစစ်ကလည်းတန်မိုးမရှိတဲ့ဖြက်လန်းနီးတာတာပဲအော်ဟုတ်လားမင်းကချကျင်တာလားအဲ့လိုမဟုတ်ပါဘူး ။ဟာမင်းဘယ်လိုခံစားလဲပြောပြရုံပါပဲ။မင်းပြောနေတဲ့ပုံကယူတယောက်ကတော့အဲ့နေရာကိုလူနိုင်တယ်လို့ပဲ။မင်းကတကယ်လက်တွေ့ကိုမမြင်နိုင်သေးဘူး။အဲ့ဒီတရားမျှတတယ်ဆိုတဲ့အရာကြီးကိုလူတိုင်းကလက်ခံနေရမထင်နဲ့။ငါတိုက်ခိုက်မယ်။ငါရဲ့အမြင်အာယုံတွေမပြောက်ခင်။တည်တဲ့အထိတိုက်ခိုက်မယ်။အော်ဟုတ်လားအဲ့ဆိုစမ်းကြည့်လေ။ကဲကဲအားလုံးပဲတော်ကြပါ။ဤစားကြီးမင်းကလည်းတအားဒေါ်လာထွက်နေ။ယူကီမီယာပြောရလေတအားလွန်းလွန်းနဲ့တကယ်ပဲနှစ်ယောက်သားဘာဖြစ်နေမှန်းမသိအဲ့မှာဂေးစိုးလေးခိုင်လာဝင်လာပြီးတော့မင်းတို့ရဲ့ပါတီပွဲကိုဖျက်ရတာစိတ်မကောင်းပါဘူးယိုးယူကီမီယာမင်းအစားကြီးကိုအဲ့လောက်မုန်းနေရဆိုရင် ငါစီကိုလာခဲ့လိုက်။အီဇာကီရနေတဲ့အောင်မြင်မှုတွေကိုမနာလို့ဖြစ်နေတာမလား။မင်းကကိုယ့်ရဲ့အားနေချက်ကိုရင်ဆိုင်ရမှာကြောက်နေပြီးတော့တခြားသူရဲ့မျောလင်းချက်တွေယုံကြည်မှုတွေကိုအကြောင်းပြပြီးတော့ကိုယ့်ရဲ့အားနေချက်ကိုရှောင်ပြေးနေတာ။နောက်ဆုံးတော့လေအဲ့ဒီအရာအရင်အကြီးတန်းနဲ့မနာလို့မှုဆိုတဲ့နတ်ဆိုးကိုမွေးဖွားစီတယ်။အဲ့ဒါကိုရင်ပါအောင်လုပ်နိုင်မှာပဲ။ professional ဆိုတာဖြစ်လာတာ။ကန်လန်းတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်။ဒါမဲ့ခမားစီကတော့ကျွန်တော်လိုက်မလာနိုင်သေးဘူး။ငါအကြံပေးပေးတာ story line အမှာပါဖို့လမ်းကြောင်းကတလန်းလေးရှိတာမှမဟုတ်တာ။မင်းရဲ့ဘောအတွက်ညံရှိရှိရွေးချယ် ငါလားရွေးချီလားဘရင်အရွေးမမစီနဲ့တာမန်လူတန်းစားလေးအားလုံးဟာခိုက်စာပြောသွားတဲ့အကြံဉာဏ်ပေါ်မှာဘသူ့ကိုရွေးရမလဲရွေးချီရခက်နေပါပြီလက်ရှိဘရင်ကိုပဲနမ်းချမလားကိုယ်တိုင်ပဲကယ်တင်ရှင်ဖြစ်လာမလားဒါကတော့နီယိုအီဂွိတ်လီပါပဲအခုတော့အရာအားလုံးဟာဘလူးလော့နဲ့ပို့ပြီးတော့တူလာခဲ့ပါပြီ chapter 192နှစ်မှာတော့အထက်တန်းကျောင်းသားလေးတယောက်ကိုမော်နယ်တယောက်နဲ့မှားပြီးတော့ဓာတ်ပုံရိုက်ပေးဖို့အတွက်တောင်းဆိုခဲ့ပါတယ်။ကောင်းလေးကလည်း "तू မော်နယ်တယောက်မဟုတ်ကြောင်း"ပြောပြပေးမယ်။ဓာတ်ပုံဆရာကတော့ တဘုံလောက်တော့တောင်းဆိုခဲ့ပါတယ်။ကောင်းလေးရဲ့နာမည်ကယူကီမီယာခန်ယူဝဲဖြစ်ပြီးတော့ဓာတ်ပုံဆရာရိုက်လိုက်တဲ့ပုံကဂျာနယ်မဂဇင်းတွေမှာပါလာခဲ့ပြီးတော့ကောင်းလေးမှာတောက်ပတဲ့အနာဂတ်လည်းရှိလာခဲ့ပါတယ်။ငါကကဘာဘုံမှာအကောင်းဆုံးတိုက်စစ်မှုဖြစ်လာမှာ။ငါလုံနိုင်နေဆိုတော့ငါသိတယ်။အခုတွေးကြည့်မယ်ဆိုရင်အဲ့ဒီအချိန်တွေကကျွန်တော်ဘဝရဲ့အပျော်ရှင်ရဆုံးအချိန်တွေဖြစ်ခဲ့ပါတယ်။ယူကီမီယာဘာဖြစ်လို့လဲ။ဟာ sorry ငါမျက်လုံးတွေဝါလာလို့။မင်းအစင်ရောပြည်ရလား။လူနာမောလာတဲ့အချိန်မှာ အမဲကွက်လေးတွေပေါ်လာတတ်တဲ့ယောဂတမျိုးပါအဲ့ဒီယောဂကုပေးလို့မရပါဘူးယောဂကခေါင်းကြိုက်တာမူးဝေတာအစိုးဆုံးကတော့အမင်းအာယုံပျောက်ကွယ်တာအထိဖြစ်နိုင်ပါတယ်တိတ်ပြီးတော့လဲစိတ်မပူပါနဲ့ကုသမယ်ဆိုရင်တော့ယောဂကိုနှင်းအောင်လုပ်နေတာမလို့အမင်းအာယုံပျောက်ကွယ်မအောင်တော့စိတ်ပူကြမလို့ပါဘူးဒါကြောင့်မို့မော်ရယ်ကိစ္စကိုစိတ်ပူကြမလို့ပဲနဲ့အစည်းလုံးနိုင်ပါတယ်အဲ့ဒါဆိုရင်ဘောလုံးကြတော့ဝါဒနာအနေနဲ့ပဲစုံမယ်ဆိုရင်တော့အာကစားပြည်တနာမဟုတ်ပါဘူး ။အမှန်တမ်းပြောရင်တော့အရင်လိုပြန်ဆော့နိုင်မှုအတွက်ဆိုတာခက်ခဲလိမ့်မယ်။ professional ပေါ်ွားအတွက်စိတ်မကောင်းပါဘူး။ဘာလို့အားကြမှာဒီလိုဖြစ်ရလဲ။ဆရာကျွန်တော်ပါမမတင်မလို့မိပါ။ကမ္ဘာအကောင်ဆုံးဘောလုံးသမားပဲဖြစ်ချင်အောင်လေးပါ။ဘာလို့အဲ့ဒီအရာကြီးကအခုခံရရလဲ။ဒါကြီးကအတိတ်ပဲမရှိဘူးဗျာ။ကျွန်တော်တအားမုန်းတယ်။ကျွန်တော်ကောင်းလေးကတော့သူ့ရဲ့ပျောက်ဆုံးသွားတဲ့အိမ်မက်တီကိုပြန်ပေးဖို့ဝမ်းနည်းစွာတောင်းဆိုလိုနေပါတယ်။အတင်းထားပါ။ငါတို့တက်နိုင်တယ်မြောက်လို့ကြတော့ပေါ့။ ိုတယောက်အနေနဲ့ဆက်ပြီးကစားနိုင်အောင်တက်နိုင်တယ်မြောက်အကုန်လုပ်ပေးမယ်။ဒါမဲ့မင်းရဲ့အခု performance အချိန်အကန့်သတ်ရှိတယ်။အဲ့လိုဆိုရင်ရောမင်းရဲ့အိမ်မက်တွေကိုလိုက်အောင်ပါလား။ဟုတ်ကဲ့။ကျွန်တော်ဆက်ပြီးလိုက်နေအောင်ပါ။ငါ့မှာအချိန်တိတ်မကြံတော့ဘူး။ငါ့ရဲ့အိမ်မက်တွေလုံးဝပျောက်ဆုံးမသွားခင်။ငါကပတ်အကောင်းဆုံးတိုက်စစ်မှုဖြစ်လာစေရမယ်။မော်ဒယ်ပိုင်းကိုကိုရဲ့အမြင်အာရုံတွေဟာအခုဆိုရင်ပိုပိုပြီးတော့စိုးလာပါပြီ။ခဏနားကြည့်မှာအီစာကီပြောခဲ့တဲ့ တကယ်လက်တွေ့ကိုမမြင်နိုင်သေးဘူးဆိုတဲ့စကားကိုစဉ်းစားနေမိပါတယ်။အီဇာကီကိုစိတ်တုံမိတာဟာမနာလိုလိုလည်းဖြစ်နိုင်ပါတယ်။နီယိုအေဂွိတ်လိကိုရောက်ကြတဲ့အမော်ဒယ်ပိုင်းကိုကဘာမှမလုပ်ရသေးတဲ့အပြင်အီဇာကီကသူလူချင်းတဲ့အရာတွေကိုရနိုင်ပြီးသူလျှောက်ကျင်ခဲ့တဲ့လမ်းအောင်ရှောက်နေရတာစိတ်ရှုပ်ဖို့ကောင်းပါတယ်။ဒါပေမဲ့လည်းမော်ဒယ်ပိုင်းကိုကကိုယ့်ရဲ့အားနည်းချက်ကိုကိုယ်လက်ခံရပါမယ်။သူလူချင်းခဲ့တဲ့ professional ကဘာကြီးကသူဘလောက်ပဲလူချင်းပါစေသူဘလောက်ပဲကြိုးစားပါစေ pro တွေရဲ့ကဘာကြီးမှာတော့ရလက်ကအရာရာပါပဲ။ဒါပေမဲ့အီဇာကီလုပ်နေတဲ့အရာတွေကသူ့ရဲ့လမ်းကြောင်းမဟုတ်ဘူး။ အဲ့ဒီတဲ့ကြောင့်ကိုလန်းကိုဖောက်ပြီးတော့ကိုရဲ့တီရှိမှုပြသရမယ်မော်ဒယ်ဘန်ကိုကိုကသူ့ရဲ့စာနှုန်းနေတဲ့အတူတည်တော်ဖို့အတွက်အပြည့်အဝပြင်ဆင်ပြီးပါပြီတစ်ဖက်မှာတော့အီသာဂီကလည်းမော်ဒယ်ဘန်ကိုကိုပြောခဲ့တဲ့စကားတွေကိုပြန်သုံးသပ်နေပြီးတော့သူပြောခဲ့ရလဲမှန်နေပြန်ပါတယ်အဲ့ဒါဆိတ်ရှုပ်ဖို့ကောင်းနေဆိုရင်မဲ့တကယ်တမ်းကြပြန်တော့လေအဲ့ဒီဘွဲမှာအီသာဂီကတိုက်စစ်မှုတယောက်အနေနဲ့ဘာမှမလုပ်နိုင်ခဲ့ပါဘူးအက်ဆစ်တော့ရခဲ့ပေမဲ့ကိုရဲ့ twin ကိုကိုရိုင်း twin နိုင်အောင်ဘာလို့မှမဲတော့မသိသေးပါဘူးဘာချစ်ရဲ့ဘီနာရှင်းစောခဲ့ရတဲ့အချိန်မှာဘာချစ်ကိုနိုင်ဖို့သူ့အနေထားနဲ့မဖြစ်နိုင်သေးဘူးဆိုတာတွေးနေမိပါရဲ့ နိုဝါနဲ့အီဇာကီရဲ့ကြားအရန်ကိုအလံဝေးတဲ့အတွက်ကြောင့်တော့ကရအရန်များနေခဲ့တဲ့အတွက် flow state တဲ့ကိုဝင်မှုမဖြစ်နိုင်ပါဘူးအဲ့ဒါကြောင့်မို့ပန်းနိုင်အစ်တင်နေနိုဝါနဲ့သူ့ရဲ့ကြားမှာရှိတယ်ခိုင်ဇာကိုပဲအနိုင်ယူဖို့ရွေးချယ်လိုက်ပါတယ်ခိုင်ဇာအကြောင်းလေ့လာဖို့လိုအပ်ပြီးတော့သူ့ကိုငါ့ရဲ့ကိုပိုင်လက်နက်ဖြစ်လာအောင်လုပ်ရမယ်တယောက်ချင်းရှင်တဲ့ကဘာကြီးမှာအနိုင်ရတဲ့သူကသူ့ရဲ့ဖြစ်ရမယ်ဆိုပြီးတော့အီဇာကီကတွင်းနေခိုင်ဇာကိုအနိုင်ယူဖို့အတွက်အပြင်းထန်ကြိုးစားနေပါတယ်အီဇာကီအပြင်အားလုံးကလည်း starting line အမှာပါဖို့အတွက်ကြိုးစားနေရင်ဆယ်ရက်အကြာမှာတော့ starting line ကိုစံပြပါချစ်ကစတင်ကြညာပါပြီ chapter 193မှာတော့အရင်ပွဲစဉ်အပြီး training ရလဒ်ဒီအရအင်္ဂလန်နဲ့ပွဲစဉ်အတွက်အကောင်းဆုံးရွေးချယ်ထားတဲ့ starting line ကိုစတင်ကြေညာပါပြီ။အလဲတိုက်စစ်မှာတော့ဂီဇိုလေးခိုင်စာညာတိုက်စစ်မှာတော့ Captain America ဘဲဘက်ကွင်းလယ်မှာတော့တိုက်စစ်ကွင်းလယ်လူအနေနဲ့ Isaki Yuichi ဘဲဘက်ချမ်းမှာ Green ကွင်းလယ်မှာတော့ German Gale နဲ့ခန်းစစ်ကွင်းလယ်လူအား Ali နောက်ထပ်ခန်းစစ်အလိုက်အနေနဲ့ညာတောင်မဲမှာ Corona လင်မြန်တဲ့ Dribbling အနေနဲ့ Isaki Captain America တို့နဲ့ညာဘက်ချမ်းမှာကောင်းကောင်းတွဲဆနိုင်တဲ့အတွက်ကြောင့်ရွေးချယ်လိုက်တာပဲဖြစ်ပါတယ်။ ။အဲ့ဒါအပြင်လေ့ကျင့်ရေးမှာအီစာကီနဲ့အတွဲညီညီကစားနိုင်တာကလည်းသူ့ကိုအမှတ်တက်စေပါရယ်။ဝဲမစားခင်ကတည်းကသူတာကစားခွင့်ရမယ်ဆိုရင်အီစာကီရဲ့နောက်ကိုလိုက်မှဖြစ်ကြောင်းပြောခဲ့ပါရယ်။စင်တာဘက်နှစ်ယောက်ကတော့မန်ဆာနဲ့ဘာကင်စတော့ပဲဖြစ်ပါရယ်။ဘဲတောင်မှန်မှာတော့မော်ရီဘွိုင်းကိုကိုပဲဖြစ်ပြီးတင်းတော်တဲ့အစင်းနေနဲ့မလို့အရန်ခုံမှာထိုင်ခိုင်းလိုက်ရင်နှမျောစရာဖြစ်မှာဆိုလို့အတုံးပြစ်လိုက်တာပဲဖြစ်ပါရယ်။ယူကီမီယာရဲ့စွမ်းရည်တွေကတိုက်စစ်ကောခံစစ်မှာပါအတုံးကြတာဖြစ်ပြီးခေါင်းခေါင်းအတုံးဝင်ဖို့လည်းဘတ်ချစ်ကမျောလင့်ထားပါဗျ နောက်ဆုံးဂုဒမအနေနဲ့ကတော့တော်ရင်တာလီဂါဂါမာရုပဲဖြစ်ပါတယ်ဂုဒမဖြစ်ဖို့အတွက်လောကမလေးကျင့်ခဲ့ဘူးဆိုပေမဲ့သူ့ရဲ့ခန္ဓာကိုယ်လွတ်နိုင်စမ်းနေရဂုဒမတယောက်အနေနဲ့အတိတ်ဆုံးဖြစ်တာမျိုးပဲဖြစ်ပါတယ်အနည်းဆုံးတော့ပွဲထဲမှာပါရတာဖြစ်တဲ့အတွက်ဂါဂါမာရုကလက်ခံလိုက်ပါတယ်ဒါကတော့နောက်ပွဲအတွက် formation ပဲဖြစ်ပြီးကစားသမားတွေကိုအစင်းလိုက်ရွေးချယ်ထားတယ်ဆိုပေမဲ့စမ်းတဲ့ချက်တစ်ခုလည်းရှိနေပါသေးတယ်အလုံးလေးတတိထမိပြီဖြစ်တဲ့အခုဘတ်စတာမန်ချင်းအတင်းရဆိုရင်တော့လန်နလန်ကွဲနေပါဗျပထမလန်ကတော့စီဂျင်တုံတရားရှိပြီးခိုင်စာဦးတည်ပြီးဆောက်ရလန်နဲ့ ဒုတိယလမ်းကတော့ Blue Lion Style အတဆန်ဆန်ကစားတဲ့ကစားနည်းတော့ပဲဖြစ်ပါတယ်အခုချိန်နေမျိုးဟာတေမလားတက်မလားဆိုတဲ့အချိန်နေမျိုးဖြစ်ပြီးအီဇာကီနဲ့ကပတိန်အမေရိကတို့ဖန်တီးခဲ့တဲ့ဂိုးကဘတ်စတန်မန်ချင်မှာမရှိခဲ့တဲ့အကြံမျိုးပဲဖြစ်ပါတယ်ဘာချစ်ကခိုင်စာရဲ့အတင်းနဲ့ Blue Lion ရဲ့ကစားနည်းဘယ်အတင်းဟာစင်ငယ်ပြောင်းလဲမလဲသိကျင်နေတာဖြစ်ပါတယ်အဲ့ဒီအချိန်မှာခိုင်စာနေပါဦးနော်ခမရကျုပ်ကိုစမ်းတက်နေရလားငေါလေဆိုရင်မင်းရဲ့နေရာကိုမဆုံးရှုံးစေနဲ့ထိတ်တီးကစားသမားလေးခမရကတကယ်ဘယ်ကြီးပဲကစားပွဲရောက်စပြီဘတ်စတန်မန်ချင် ကွန်ပလိန်တက်နေရရက်ပြီးတော့မင်းတို့ကိုမင်းတို့တက်တည်ပြလိုက်တော့ဆိုပြီးတော့ဘာချစ်ကပြောကြရင်ဘတ်ဆတ်မန်ချင်ကစားသမားတွေကလည်းဘောလုံးကွင်းစီကိုအနိုင်ယူဖို့အတွက်ရှောက်လန်းလာခဲ့ကြပါတယ်။တစ်ဖက်မှာလည်းမန်ချက်စီးတီးကကစားသမားတွေကအသင်းရောက်ရှိနေခဲ့ကြပြီဖြစ်ပြီးတော့အီဇာကီကမင်းတို့လည်းစတာရင်လိုင်းအမှာပါလာလားကြည်အောင်ရီယိုအဲ့ကောင်ငါတို့လောင်းနေမစ္စတာ16တန်းစီကအဲ့စကားကိုငါကြားကျင်ခဲ့တာမဟုတ်ဘူး။တော်စမ်းပါကွာငါပတ်စံအကြောင်းဂီးမဆိုင်ပါဘူး။ဟုတ်လို့လားမင်းကြည့်ရတာပျော်နေတဲ့ပုံပါပဲ။အဲ့16တန်းဆိုရင်လာစား CEO တွေရဲ့လာစားရင်လည်းအတူတူလောက်ပဲ။မိုက်ရီအီဇာကီ မင်းကစီကြီးကိုငယ်လေးလိုပဲမင်းတို့ဘာတွေပြောနေကြရလဲမင်းတို့လည်းကမ်းလမ်းမှုရမှာပါငါတော့မင်းကိုအနိုင်ယူရမှာကျင်နေမယ်ဆိုပြီးတော့အားလုံးကတော့ပြပြလေးလေးဖြစ်နေပါတယ်တထိပ်သားလေးကကပတိန်အမေရိကောမင်းမှခက်ခဲတဲ့အခြေအနေရှိခဲ့ပုံပဲဝိုက်ကက်ဆိုတာနိုဝါရဲ့ကိုပါကိုလုတဲ့အစီအစဉ်ဟုတ်တယ်မလားငါတို့ second selection မှာရှီတိုကိုရှုံးခဲ့ကြပြီးတော့တိမ်လို့ဖြစ်ခဲ့ကြရတယ်မင်းနဲ့အတူတဖန်ပြန်တိုက်ခိုက်ရတော့မှာကိုငါပြောမိတယ်ပြန်လာနိုင်တဲ့အတွက်ဂုဏ်ယူပါတယ်ဟုတ်တယ်မင်းပြောင်းလဲသွားပြီလို့ပြောနိုင်ပေမယ့် ငါတော့ငါတိခဲ့ဘူးတဲ့သူကြောက်လို့တိုက်ခတ်နေအောင်ပါပဲအဲ့ဒီတော့ဂျုံတဲ့အကြံတွေကိုစွန့်ပြစ်လိုက်ဖို့ငါအကြံပေးတယ်အိပ်ပျော်နေတဲ့အလာပကီလေးမသိရင်မင်းကမောက်မာတယ်မင်းသားကြနေရပဲဆိုပြီးတော့နှစ်ယောက်သားအပြန်လန်နှုတ်ဆက်ကြရင်ဘတ်စတာမန်ချင်နဲ့မန်ချက်စတီးတို့ရဲ့ပွဲစဉ်စတင်ပါပြီ6.184မှာတော့အချိန်သိမ့်မကြံတော့တဲ့ယူကီမီယာစတာရင်လိုင်းအမှာပအောင်ကျူးစားနိုင်ခဲ့ပြီးသူ့ဘောကပြောင်းလဲမဲ့ ြောင်းလဲတစ်ခုကိုလှုပ်ဖို့လိုနေပါပြီ။အကဲသံရှိတဲ့စိတ်လုံရှားမှုတွေကိုပေးစားနိုင်တဲ့ဘလူးလော့ကနေကြိုးစားရတယ်။တကဘာလုံးစောင့်စားနေကြတဲ့တတိယပွဲစဉ်ရောက်ရှိလို့လာပါပြီ။ခိုင်စာရဲ့ဂိုးနဲ့ပဲအဆုံးသတ်သွားမလား။ဒါမှမဟုတ်အီစာကီးရဲ့အတ္တဆန်တဲ့ကစားပုံမှာပဲအနိုင်ယူသွားမလား။ပြီးတော့အင်္ဂလန်ရောဘာတွေပြသမှာလဲ။ဒီပွဲစဉ်ကတော့တကဘာလုံးမှပြသနေပြီ။နီယိုအေကိုအစ်လီရဲ့တတိယမြောက်ပွဲစဉ်ဖြစ်တဲ့ဂျာမနီရဲ့ဘတ်ဆာမန်ချင်နဲ့အင်္ဂလန်ရဲ့မန်ချက်စတီရဲ့ပွဲစဉ်စတင်ပါပြီ။အရင်ဆက်ရတာအထရိန်နေအသင်းမှာခိုင်စာရဲ့လှုပ်ရှားပုံတွေကိုအီစာကီးကနားလည်ခဲ့ပါဗျ။ အရင်ပွဲပြီးရကပတိန်အမေရိကရဲ့ဂိုးကြောင့်တပတ်အသင်းခံစစ်ကကပတိန်အမေရိကကိုတားကတ်ထားနေကြပါတယ်။ခိုင်စာသွားသလောက်ကပတိန်အမေရိကလည်းလိုင်းနောက်ချက်နေမှာဖြစ်ပြီးတော့ခိုင်စာကိုလည်းအလွတ်ပေးထားမှာမဟုတ်ပါဘူး။ပြီးတော့ခိုင်စာကအီစာကီးရဲ့တာလုံတဲ့ပုံစံမျိုးဖြစ်လို့ခိုင်စာကိုမျက်စိအောက်ကပျောက်ခတ်လို့မဖြစ်ပါဘူး။ခိုင်စာကိုအမြင်ဆောင်ကြည့်နေပြီးနားလည်အောင်လုပ်ကကိုရိုင်းအတွက်စင်ကယ်ပြောင်းလိုက်ရမှာဖြစ်ပါတယ်။ပြီးရင်ငါ့ရဲ့ကိုပိုင်ကိုတွေကိုသွင်းရမယ်ဆိုပြီးတော့ခိုင်စာကိုပေးလာတဲ့ဘောလုံးကိုအီစာကီးကဖျက်လုသွားပါတယ်။တခုတ်စီကတော့လူ တထေးသားလေးရတယ်အီဇာကီလူလာတဲ့ဘောလုံးတဖန်ဖြက်လူသွားပြီးမင်းရဲ့လှုပ်ရှားပုံတွေကတိတာလွန်းနေလို့ပြောပါရယ်လူခံလိုက်ရတဲ့အီဇာကီကဘောလုံးဘော်ဒီတိုက်ပြီးပြန်ယူဖို့ကြိုးစားပေးမယ်တထေးသားလေးရဲ့ခန္ဓာကိုယ်ကပို့ပြီးတော့တာမာနေပါရယ်ခန္ဓာကိုယ်နဲ့ပိတ်ပြီးတော့အချိန်နဲ့ပြေးထွက်သွားပြီးဂျာမန်ဂေဆူလင်းနဲ့တွေ့ရတဲ့အခါမှာတော့အီတိုရှိစာရဲ့ signature အကွက်ဖြစ်တဲ့ပေါင်ချသိန်းနီးနဲ့ဂေဆူလေးကိုကြော်ဖြတ်သွားပါရယ်ခန်းစစ်လိုင်းကိုလည်းတယောက်တည်းထိုးပေါက်သွားပြီးသူ့ရဲ့တဟုံလိုမြင့်တက်လာတဲ့စကီးတွေဟာနာဂီကိုကြော်တက်ဖို့အတွက်စီစဉ်ထားတာဖြစ်ပြီးအခုတော့နာဂီကိုသူကိုရဖို့အတွက်နေရုပ်အနေနဲ့ပဲအသုံးချနေပါတော့တယ် ငါနာဂီကိုထပ်ပြီးအာမကိုတော့ငါသူ့ကိုကြော်တတ်မယ်ပြီးတော့ငါငါအတွက်ကမ္ဘာအကောင်ဆုံးဖြစ်လာစေရမယ်ဆောက်ပြီးတော့ရင်ရဲ့ white gun ချက်နဲ့ကိုဘော်ထဲကိုလမ်းပြီးတော့ကန်သွင်းလိုက်ပါတယ်ဒါမဲ့69ရာခိုင်နှုန်းလောက်တာ copy နိုင်ပြီးတော့တရားခိုင်နှုန်းမဟုတ်တာမဟုတ်ဂါဂါမာရုကတော့ဖမ်းနိုင်လိုက်ပါတယ်ရင်ရဲ့ဟာပူကောင်းနေကွလောင်ရင်ထဲမှာကြီးခဲ့ရတဲ့အိမ်မြောင်လေးရဲ့မင်းဖမ်းနိုင်သားပဲတော်ရင်သားလေးဆောက်ပြီး chapter 184ကတော့ဒီမှာပဲအဆုံးသတ်တော်ခဲ့ပါတယ်နောက်ပိုင်းနေမှာတော့ဒီတဲ့စိတ်ဝင်စားစရာကောင်းတာလည်းလာမှာမလို့စောင့်မျှော်ပေးကြဖို့နဲ့ ျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ခဲ့ပြီးကြားဖို့တောင်းဆိုချင်ပါတယ်ဒီနေ့ video ကတော့ဒီလောက်ပါပဲအားပေးကြတဲ့သူတူတူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်အပိုင်းတွေမှာပြန်တွေ့ကြတော့ပေါ့